နောက်ထပ်မေးခြင်းနဲ့မေးခွန်းကတော့လူတွေမှာရောတာမန်လူတွေထပ်ပို့ပြီးတော့တကိုးရှိရဲ့ပုံကူမျိုးတွေရှိနိုင်ပါလားရှင်ဗျာသူတို့တွေကြတော့ဘာကျင့်စဉ်တွေကျင့်လို့တာမန်လူထပ်ပို့တဲ့တကိုးများရပါလဲရှင်ဗျာလူတွေမှာတကိုးရှိတဲ့ပုံကူရှိနိုင်ပါတယ်ရှိနိုင်တဲ့ကဘလို့တကိုးတော့ဆိုတော့ဆွမ်းတကိုးဆိုဒီမှာစာပေကျမ်းကနေမှာဆောင်ရွက်နိုင်တဲ့စွမ်းရည်တတ္တိကိုခေါ်တာပဲဖြစ်တယ် မှန်ပါဗျာအဋ္ဌိလို့ခေါ်တယ်ပေါ့မှန်ပါနော်မှန်ပါသူများတဲ့စိတ်ဆန္ဒကြီးမားတဲ့ပုဂ္ဂိုလ်ကလည်းဒါတကိုးရှိတယ်လို့ပြောလို့ရတယ်သူများတဲ့လုံလဝီရိယရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲသူများတဲ့ပို့အောင်မြင်တာဖြစ်သွားကြအောင်အဋ္ဌိလို့ပဲခေါ်တယ်မှန်ပါစိတ်ဓာတ်ကြမ်းခိုင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒါသူ့ရဲ့အစွမ်းတကိုးလို့ပြောပါအဋိညာဉ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေနဲ့အစွမ်းတကိုးပဲမှန်ပါဗျာစီပါဥစ္စာတမပါတိုးတက်မြင်မာတာတို့ရာဟုကုန်သိန်းတိုးတက်မြင်မာတာတို့လည်းဒါလည်း စွမ်းတကူလို့ပြောနိုင်တယ်ပေါ့ဒါကတာမန်ပုဂ္ဂိုလ်တွေရရှိတဲ့စွမ်းတကူတွေစ조사သူနဲ့မ조사သူပညာထက်သူနဲ့မထက်သူဆိုတာအဲ့ဒါလူတွေမှာကွဲပြားခြားနားမှုတွေရှိတယ်ပေါ့နော်တာမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်တကူဆိုတာဒီအလိုရှိတဲ့အရာကိုဖြည့်ဆည်းနိုင်တဲ့အရာကိုပြောတာ လုံလဝိရိယရှိရင်လည်းပြည့်စုံစေနိုင်တယ်ပညာရှိလို့ရှိရင်လည်းပြည့်စုံနိုင်တယ်စိတ်ဓာတ်ကြက်ခိုင်ရင်လည်းပြည့်နိုင်တယ်ပေါ့နော်မှန်ပါပဲအဲ့လိုတကူမျိုးမျိုးရှိတဲ့ထက်မယ်အခုမေးတဲ့မိကောရသမလူတွေတဲ့တကူရှိတဲ့တကူဖြစ်နိုင်တဲ့အစွမ်းတကူပို့ပြီးတော့ကြီးမားတဲ့ပုံကိုယ်တွေရှိသလားဆိုတော့ဥပမာမယ်တမန်ပုံကိုယ်တွေပို့သွားလို့ရှိရင်တပ္ပဒါချင်းစင်အောင်မြင်ပေါ်ရောက်သွားတဲ့ပုံကိုယ်တွေကဒါ သူကတပထချင်းစင်ရဲ့ဆွမ်းအားနဲ့သူ့ရဲ့ mental power ဆိုတာရသွားတဲ့အတွက်ကြောင့်မှန်ပါသူဟာဖန်ဆင်းနိုင်တဲ့ဆွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မှန်ပါဒါကတရားသဘောပဲကပေါ့နော်မှန်ပါနောက်တစ်ခါဝိပဿနာချင်းစင်ချင်းပြီးတော့အရိယာဖြစ်ဘဝရောက်တာပြီးဆိုရင်သူ့စိတ်ကို သူပိုင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတယ်မှန်ပါဗျာဒါလည်းဆွမ်းတကူတစ်ခုပဲမှန်ပါတပထချင်းစင်နဲ့ ဒီအဘိညာအစွမ်းတကူမျိုးမျိုးကိုဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်တွေမှန်ပါဗျာကျင့်တယ်ဆိုတာသူတို့ကဘာတွေကိုကျင့်တယ်လဲလို့ကျင့်တယ်လဲဆိုရင်ခုနကစန်းနေအဘိညာနေသူများစိတ်ကိုသိတယ်ဟိုအတိတ်ဘဝကို ပြန်သိနိုင်တယ်ဝိလန်တဲ့ဒေတာခြားခွဲတဲ့ဒေတာမှာရှိတဲ့အရာတွေကိုမြင်နိုင်စွာရှိတယ်လို့တကူမျိုးမျိုးဖန်ဆင်းနိုင်တယ်လို့ဆိုတာတမထချက်စင်ကိုကျင့်တာမှန်ပါဗျာ သမရာကျင့်စဉ်ကိုကျင့်တော့သူတို့စိတ်ရဲ့ mental power သူတို့ကောင်းကောင်းရသွားတယ်။ဟုတ်ပါဘူး။ရသွားသည့်အတွက်ကြောင့်အဲ့ဒီ mental power ကိုအသုံးချပြီးသူကအရာရာကိုဖန်ဆင်းနိုင်တဲ့စွမ်းသတ္တိမျိုးသူတို့မှရသွားတယ်။မှန်ပါပြီ။ဒါကရသော်ဗျာဟောတဲ့သဘောဝါကျင့်စဉ်ကကျင့်လို့ရတဲ့အစွမ်းတစ်ခု။မှန်ပါပြီ။တနည်းရှိသေးတယ်လောကမှာမန္တန်တို့ဆေးဝါးတို့ရဲ့အစွမ်းနဲ့လူဟာထိုက်တဲ့တော့အစွမ်းတစ်ခုတွေရတာရှိတယ်။မှန်ပါပြီ။ ဒီသူများစိတ်ကိုသိတယ်တို့တကူမျိုးမျိုးဖန်ဆင်းတယ်တို့ဆိုရဲစိတ်ဓမ္မနိဝိဆာဆိုရဲအတက်ပညာမျိုးလည်းရှိတယ်မှန်ပါပဲအဲ့ဒီအတက်ပညာမျိုးတွေကလည်းပဲသူများတဲ့တကူရှိတယ်မှန်ပါပဲသူကျင့်စဉ်ကတော့တမထလိုဟာမျိုးမဟုတ်ပဲနဲ့တခြားကျင့်စဉ်တွေရှိတယ်တို့မှာမှန်ပါပဲဥပမာပဲဝိဆတုဝိဆတုတို့ဗမာရိယုံကြည်တဲ့ဘိုးတော်တွေဘာတွေတချို့စံတတ်တွေရှိတာလေမှန်ပါပဲဟိုစံကူရှိနိုင်တယ် ်ပါဗျာသူတို့လည်းရှိနိုင်တယ်မှန်ပါဗျာဒါကြောင့်မို့မြတ်စွာဘုရားကတခါတော့ကယဟန်တွေကိုပုံမျိုးမျိုးဖန်ဆင်းနိုင်တဲ့အတ္တိဝိဒါဆိုတဲ့အစွမ်းတကောရဲ့သူပြန်စိတ်ကိုအတ္တတိတဲ့အာရိဒနာပါရိဟာရိယဆိုတဲ့အစွမ်းမျိုးတွေကိုမတုံးဖို့မြတ်စွာဘုရားတုံးရင်လောကမှာရှိတဲ့မန္တန်ဝိစာအတ္တတွေနဲ့သွားရောနိုင်တယ်ပေါ့မှန်ပါ တော့တန်းစင်တဲ့အချင်းတွေနဲ့မတန်းစင်တဲ့အချင်းနှစ်မျိုးရှိမှာပေါ့နော်မှန်ပါဗျာရှိတော့အဲ့ဓာတွေနဲ့ရောထွေးပြီးရှင်နေကကိရိတာမကုံတဲ့စွမ်းတကူတွေနဲ့ရှင်နေကကိရိတာပါငြိမ့်သွားတဲ့ငြိမ့်လို့ရတဲ့စွမ်းတကူတွေဟာတချို့နေရာတွေမှာ ရောထွေးနေတာရှိလို့လူတွေရဲ့အမြင်မှမှရောထွေးသွားနိုင်တယ်ပေါ့မှန်ပါဗျာဒါကြောင့်မို့ယဟန်တွေကိုလူတယောက်ကို နာပါချပြီးတော့ ဘောကြအောင်ဆုံးမသွန်သင်ပေးတယ်အနုတသနိပါတိဟာရိယကိုသာလဲမြတ်စွာဘုရားဒါအစွမ်းတကူဖြစ်သတ်မှတ်တယ်တမပါဗျာသတ်မှတ်ပြီးတော့အဲ့ဒါကိုပဲသုံးဖို့ဆိုပြီးတော့ဟောတာရှိတယ်တမဒါကြောင့်မလို့ဒီဒီမေခွန်းရဲ့အဖြစ်ကျဉ်းညွတ်ဖြစ်ရမယ်ဆိုရင်တကူရှိတဲ့ပုံကိုရှင်းနိုင်ပါသလားရှင်းနိုင်ပါတယ်မှန်ပါဗျာသူတို့ဗာကျင့်စဉ်တွေကျင့်လို့တာမန်လူတွေလည်းပို့တယ်တကူအများရပါသလဲဆိုတဲ့နေရာမှာလောကီကျင့်စဉ်တွေရှိတယ်သူတို့ရဲ့ဝိဇ္ဇာအကျင့်တွေကိုကျင့်တယ် လောဒီမြတ်စွာဘုရားဟောကြားတဲ့လက်ခံထားတဲ့ခြင်းစဉ်တွေကတော့တမထာခြင်းစဉ်နဲ့ဝိပဿနာခြင်းစဉ်ပဲဖြစ်တယ်။မှန်ပါဗျာ။အဲ့ဒီခြင်းစဉ်တွေကိုခြင်းလို့တမ္မပုဂ္ဂိုလ်တွေထူခြားတဲ့ဆွမ်းတကူတွေရတယ်ဒီလိုပဲမှတ်ရမှာနော်။